။လောဘဆန် guys မင်္ဂလာပါ။ဒီဗီဒီယိုဖိုင်လေးကတော့အိုမာအိုမာနိုင်ငံမှာဒီ info လုပ်နေတဲ့ကုမ္ပဏီတယောက်ဟိုသူဖြစ်ပြနေတဲ့အဖြစ်ပြက်ကိုလာပြောပြတဲ့အာဗီဒီယိုဖိုင်လေးပါဗျနော်ဖြစ်နေတဲ့ပြဿနာကိုပြောပြမယ်ဒီနေ့အခုမနှက်ခင်လေးတဲ့အခုလေးထင်ဖြစ်သွားတာတကယ်ကွာကိုတက်တည်ဖို့သွားတာအနောက်ကနေအိန္ဒိယသူလေးလာလိုက်ပြီးတော့ဆွဲထားလို့ဒီဟာလေးကတော့ရန်ကြီးအာ ခံပြင်းစရာကောင်းတယ်ဗျာနော်တရားခံပြင်းစရာကောင်းတယ်တကယ်တကယ်ကိုလူစိတ်မရှိတဲ့တထေးတွေနဲ့အာအာဂျုံနေရတာပေါ့နော်အဲ့ဒီအခက်ခဲလေးတွေကိုလာပြောပြတာပါโอเคကျွန်တော်လည်းဒူတာလေးကိုလိုက်ပြီးတော့အာကြည့်အောင်ပြောရဲနော်โอเคနေလေပြဿနာကိုပြောပြမယ်ဒီနေ့အခုမနဲ့ခင်းလေးတဲ့အခုလေးထင်ဖြစ်သွားတာတကယ်ကွာကိုတက်တည်ဖို့သွားတာအနောက်ကနေအိန္ဒိယသူလေးလာလိုက်ပြီးတော့ဆွဲထားလို့ပြဿနာအစနဲ့ပြောပြမယ် โอเคมันได้ไอ้ยาท่าดิงากะลีตั๋วกูตูจ้องตั๋วมาบ่กะลีตั๋วงาตูซ้าแม่ห่าลีงาลุบไปเด้ပင်ကလေးအရာထားတော့ရေရှိုးပေးတယ်သူ့အတန်ရှိရေအကုန်လုံးလုတ်ပေးပြီးသူ့မနှက်စာငါကျွေးရဲ့အဲ့ဒီမနှက်စာကိုကလေးကအဆာဟာသူကကော်ဖီနဲ့ဆော်ရီလက်ဖိနဲ့အဲ့ဒီဟိုဘစ်ကွတ်ကိုစားမယ်ဆိုတော့ငါအဲ့ဒါလုတ်ပေးတာပေါ့စားရင်စားရင်နဲ့သူကငါးငါးခေါက်လောက်ထားပြီးသွားတော့သူကမစားတော့ဘူးတဲ့ โอเคအဲ့ဆိုတော့နေပါလို့ရှင်တာလဲငါသူ့ကိုမေးတော့အဲ့ဆိုတော့တဖီးရောတဖီးမောင်အဲ့အရှိမထိုင်နေတာเนาะသူတို့တွေဘာမှမပြောဘူးငါပါလို့ရှင်လဲငါသူ့ကိုမေးတယ်မေးတော့သူကချက်ဦးတဲ့โอเคငါချက်ဦးသွားကြော်လို့မိဘကြောင့်လားတဖီးမမကြော်နေတဲ့မကြော်နေတဲ့အဲ့ဆိုနေကလေးอ่ะ လူရှင်နေတယ်လေနေကလေးကစားရှင်နေတယ်လေလို့ငါအဲ့လိုပြောလိုက်တာအဲ့နဲ့သူကမကြော်နဲ့မကြော်နဲ့အဲ့ဆိုတော့ကလေးကလည်းအနောက်ကနေတသွနဲ့ကင်းတယ်ကြော်ပြီးတယ်ကြုတ်ကြော်တယ်ပြီးတာတဲ့အဲ့ဆိုတော့ငါဘလို့လောရမှာလဲလို့တတိယကိုမေးတယ်တတိယကလည်းငါနေ့ကိုပတ်စံပေးထားတာတဲ့ငါနေ့ကိုလာစာပေးထားတာတဲ့ပြီးတော့ငါနေ့ကိုကလေးကိုကြိတ်ခိုင်းမှုပေးထားတာတဲ့အဲ့ဆိုတော့နေပါလို့တင်လဲဆိုတာနေမစင်းစားဘူးလားတဲ့တော်ရုံမှန်တာဗျာနော် တဲ့အဆင်ကကြောက်ဥချော်လိုက်မယ်ဆိုတော့မကြော်နဲ့တဲ့နင်လုံးသိလားမလုံးသိလားနင်မစင်းစားဘူးလားဘာလို့လုံးတဲ့လူကဘာလုံးရမှာလဲငါလုံးသိလို့ငါကလေးကိုမနှက်စာကျွေးမလို့ဒီမှာကြောက်ဥချော်ပေးမယ်လို့အဲ့လိုပြောတာတတိမမကြော်နဲ့တဲ့တတိကလည်းမကြော်နဲ့ကလေးကိုအဲ့ဆိုရင်ဒီတိုင်းထားမှလား तू ခဏနေကြာចောင်းသွားတော့မှចောင်းမှာបိုက်សាមកបောလို့ငါသူ့ကိုပြောတယ် အဲ့ဆိုတော့နေအောင်တော့မရှိဘူးလားလေကလေးသမင်းစားလာဆိုအဲ့ဒါတော့တီးခံလို့ရသေးတယ်ရတယ်ငါတီးခံလို့ရသေးတယ်ဘလို့ဘလို့တထည့်လည်းမသေးဘူးနော်နောက်ပေးမယ်ဆိုပြန်တော့လည်းမလုံးမလုံးနဲ့နော်ဘလို့ဘလို့တထည့်မျိုးနဲ့တော့ပြီးတော့ส่งလည်းမသိပါဘူးအဲ့ဆိုတော့ကလေးငါဘာမှမချူဘူးတခါယူရပြီတော့ငါအဲ့ဒီပီစကောငါငါလောက်ပဲသူစားတဲ့ဟာပဲအခုချောင်းတော့ကျွတ်အဲ့ဆိုတော့တထည့်မှသူဒီနေ့ကြောင်းမသွားဘူးသူကြောင်းဆက်မှာဆိုတော့သူအပြုံသွားတယ်အပြုံသွားတော့ အပင်ကိုရေလောင်းတာကသူမနဲ့ခင်ငါရေလောင်းတာသူမြင်တယ်ငါရေလောင်းပြီးသွားပြီအပင်မှာသိရွက်ထီကျွေနေတယ်အဲ့ဒီသိရွက်ကျွေတာဘာဖြစ်လို့သိရွက်ကျွေတာတော့ဦးနဲ့ရှားတယ်ဟိုနေ့ကပြောတယ်နော်ဟိုတလောကလည်းပြောတယ်အပင်ဘာဖြစ်လို့သိရွက်ကျွေတာလဲအော်လေတိုက်လို့ကျွေတာအဲ့ဒီကလည်းပြဿနာဖြစ်ပြီးပြီငါအဲ့ဒါလည်းအတိုင်းမထားလိုက်တာကိစ္စမရှိဘူးဆိုအခုဒီနေ့ထပ်ပြောတယ်အဲ့ဒီအပင်ကိုပဲပြဿနာလိုက်ရှာနေတာဟာပြရမယ်ခဏနေ့ အဲ့ဒီပြင်ကတရက်ဘာလို့ကြွရလဲတဲ့ငါရေလောင်းထားတယ်လေလို့ဒါပေမဲ့လေတိုက်တော့တော့သူကြွေလာမှာပေါ့လို့ငါရေလောင်းနေနေမမြင်ဘူးလားလို့ငါလည်း you are no see လို့ငါပြောလိုက်တာအဲ့နဲ့ဘာပြောရချင်တော့နေရေအများကြီးလောင်းလို့တဲ့ပြဿနာတစ်ခုမဟုတ်ရင်တစ်ခုလဲပြီးတော့ရှာတာပြနော်သူကကြည့်ရောရေလောင်းကကြတော့လောင်းလို့ရေမလောင်းကကြတော့မလောင်းလို့ဒါပေမဲ့သူတို့ကနေတိုင်းတရက်ကို တရက်ကိုနှစ်ခါလောင်းခိုင်းတယ်မနေ့နဲ့ညငါ့ကိုအဲ့ဒီကလေးနဲ့အဲ့ဒီအပီလောင်းနဲ့ဟာနေဘူးဆိုတော့ငါလောင်းနေသူတို့ပြောတဲ့အတိုင်းလောင်းရင်လည်းလောင်းလို့မလောင်းရင်လည်းမလောင်းလို့ပြန်ကန်နီးမှအဲ့နဲ့တတိယနောက်ကနေသူရောက်လာတယ်သူတို့သူတို့ဒေါသနဲ့အတိရသူတို့ဘိုက်စာနေမှလည်းသူတို့ရမတန်ဘိုက်စာလို့လည်းငါတိတယ်ကွာပြီးတော့သူတို့အိတ်ရှင်နေဆိုတော့အိတ်လိုက်တော့ဟုတ်တယ်မလားငါပြောတာအသက်တတိယရောက်လာလေနင်းနဲ့ရေကိုအများကြီးလောင်းလို့တရွက်ကကြွေတာတဲ့စစ်သားကြည့်ကြည့်လိုက်ဘော ရှင်အနိုင်တိရကကြွရတယ်ညို့လန်ကရုံးကိုပို့မယ်တဲ့အာငါလည်းပြောလိုက်တာပေါ့ဟာနေ့မှာနှစ်လသုံးလပဲနေရတော့မှာငါရုံးမပြန်ဘူးငါမြန်မာပြည်ပဲပြန်မယ်အဲ့လိုပြောโอเคတဲ့လေလက်မကွက်ကိုဖျက်တဲ့โอเคငါလေလက်မကွက်ကိုဖျက်မယ်ဆိုတော့အခုကြတော့မပြန်နဲ့တဲ့ညို့ရုံးမပို့ဘူးတဲ့လေလက်မကလည်းမပေးဘူးတဲ့ညို့ပြန်လည်းမပြန်ခိုင်းဘူးတဲ့โอเค အဲ့ဒါနေငါ့ကိုမပြောနဲ့လို့ you are no speed လို့ you are don't speed လို့ငါလည်းအဲ့လိုអော်ထဲလိုက်တာအဲ့ဒါကိုသူ့អော်လို့ဆိုပြီးတော့ရုံးကိုပြန်ပို့မယ်တဲ့တခါ okay ဆိုင်ကောင်းပြန်ပြီတခါပေါ့ဘလို့တထဲမျိုးနဲ့သွားပြီးတော့ဆွန်ကားလည်းမသိဘူးเนาะပို့မယ်ဆိုလဲပို့လိုက်တော့ငါအခုအဝတ်စားထုတ်တယ်ငါယူလာမယ်ဆိုတော့အဲ့လိုလည်းမဟုတ်လင်မယားနဲ့ရောက်တာဘာဖြစ်နေတာလဲငါပြောချင်တာသိလားငါ့ကိုပြောမယ်ဆိုရတယ်ပြောငါသူတို့ ဒီအိမ်ငေါပြီးတဲ့ကာလာပတ်လို့ငါဒီတတိမနေမကောင်းကြောင်ငါတခုမှမပြောခဲ့လို့သူတို့ကောင်းတယ်အခုတငယ်ချင်းနေတော့စကားပြောတယ်โอเคငါတတိမနေရတော့ကောင်းတယ်ငါ့ကိုခမင်းဟင်းမဆက်ခိုင်းလို့ငါတော့ကောင်းတယ်ပဲကျန်တာတွေငါကိစ္စမရှိဘူးကလေးနဲ့ပတ်သက်ပြီးတော့ငါစပီမွေးအဆောက်ဆွဲခံရတယ်မတန်ငေါဆွဲတယ်တတိငေါငေါကြောကြိုက်တယ်တိုင်းမင်္ဂပါပြောအခုတော့ငါပြောမယ်ငါတိခံခဲ့တော့ဩရေစက်တွေဖွင့်ကြည့်ကြုံသွားရင်ရပြီ ိစ္စမရှိဘူးဆိုငါသိခံခဲ့တာဒါပေမဲ့ဒီနေ့တော့သိခံနိုင်ဆိုရင်ကုံသွားပြီဟုတ်နေငါသာဆွဲတယ်မိဘကြောင့်ညသာဆွဲပြီးငါငါတက်သိမ်းမယ်ဆိုပြီးတော့ကိုယ့်ကိုအပြင်ဘက်ကိုသွားလာနောက်ကနေအိန္ဒိယသူကလိုက်ဆွဲတာအဲ့ဒီသာကိုတတိယအခုအိမ်ပေါ်ယူသွားတယ်တကယ်အခုလက်ရှိဖြစ်နေတဲ့ကိစ္စကိုငါပြောပြတာတကယ်ပြန်ခံနီးမှတတိယလေး တာစီစာကြောင်လာလေတတိမအရင်ပြောလာလေငါတိခံနေတာအိုးဘာနဲ့ပြည့်ပြန်မှာပဲငါတိခံနိုင်စမ်းရှိလောက်ငါတိခံပြီးသွားပြီအခုလေငါပြန်မယ်ငါလီလဲမကငါကုန်ငါစိုက်ပြီးတော့ငါဘသူငါပြန်မယ်လို့ပြောရတာမှာဟဲ့အေးအင်ဂျင်ရောပို့မယ်အင်ဂျင်စီရောသွား you are off it go okay ငါသွားမယ်ဆိုတော့ မပေါ်ဘူးသူတို့ဘာဖြစ်ရှင်တာလဲငါပြောတာတကယ်ငါအခုသေချင်တော့အောင်ငါခံစားရရအပင်ကြီးမလောင်လို့လဲလောင်လောင်လို့လောင်တော့လဲလောင်လို့တရွကျွေတော့လဲကျွေလို့ Okay ကလေးသမင်းမစားတော့လဲမစားလို့သမင်းစားတော့လဲနင်ကအများကြီးကျွေးပြန်ပြီတဲ့ကလေးကခဏနေအန်နဲ့အဲ့တော့နင်ကအများကြီးကျွေးလို့အဲ့ဒါလည်းငါသိခံလို့ရတယ်တဲ့ ငါစပင်းကိုဆွဲလဲငါကြောကိုရိုက်တယ်ငါတိခံခဲ့တာဒီနေ့တီချင်ဒီဒါမဲ့ဒီနေ့အခုကတီချင်တော့တကယ်ကြတနာတဲ့သူချင်တော့ကောက်ကိုဘလို့ဖြစ်သွားမှန်းလည်းမသိသူများတွေကအမရဲ့အမကပျော်နေရပဲသူ့ရဲ့အမပျော်နေတဲ့ဟာပဲတင်တော့ကိုတီအိမ်မှာဘလို့လောက်ခဲ့ရလဲဘလို့ စိတ်ဒုက္ခတွေရောက်ခဲ့ရလဲဆိုတော့ငါတခູ່မှမတင်ခဲ့ဘူးအလောက်ထိလည်းငါ share တွေမလုပ်ခဲ့ဘူးဒါပေမဲ့ငါတတိမကြီးကောင်းတယ်လို့ပဲပြောခဲ့တာဒီနေ့တော့သွားပြီဟဲ့ငါ့ကိုရုံးပို့မယ်ဆိုလဲပို့လိုက်တော့ကျန်တဲ့3ຫນာလေးလဲသေးမခံနေတော့ဘူးနော်ရုံးပို့ရင်လည်းပို့လိုက်တော့နော်အဲသေးမခံသေးခံနေတဲ့အတိုက်တာလည်းကုံသွားပြီပေါ့နော်အလောက်ထိဟိုကကြီးကြီးကြောင်ကြားတဲ့တတိမကြီးနဲ့ကြတော့ ထပ်သွင်းပြီးတော့တခြားအင်ကိုပြောင်းရလဲငါခိုက်စားမရှိတော့ငါအဲ့လောက်ထိကိုသွေးထားတာဒါမှမဟုတ်သူတို့ဘာဖြစ်နေတာလဲဟုတ်တယ်မလားဖြစ်နိုင်တီဝဲကျွေးတယ်မြင်မြတ်ကုန်းရှင်နေဒီလိုအဖြစ်ပြက်မျိုးတွေညာเนาะသူများနိုင်ငံမှာကျွန်တော်တို့မြန်မာနိုင်ငံသားတွေအများကြီးရှိပါတယ်เนาะအဲတထဲကောင်းကောင်းနဲ့တွေ့ရင်တော့ကံကောင်းတယ်လို့ပြောရမယ်တထုံချိုးတထဲရောင်းလဲ အဲ့လိုအရင်စိတ်ထားရုပ်တဲ့အခြေအနေရှိရပြနော်ဆိုထိုင်းမှာတော့ဆိုရင်တချို့အလုံးထွက်လို့မရဘူးနော်အလုံးထွက်မယ်ဆိုတော့တနိုင်တင်းနဲ့အဲ့လိုချင်းချောင်းတဲ့အဲဟာမျိုးတွေကိုတိုင်းဂျုံခုတာပေါ့ဆိုတော့ဒီလိုဒုက္ခဒုက္ခမျိုးတွေကိုဗျအရင်ကြီးချိန်မိပြီးတော့တကယ်ခံစားနေရတယ်ဗျာနော်ကျွန်တော်တို့နိုင်ငံသားတွေနော်သူများနိုင်ငံတွေမှာအဲဒါကတော့တကယ်တကယ်ကိုခံပြင်းဖို့ကောင်းပါတယ်ဗျာနော် တကယ်စိတ်ငြိမ်းစရာထက်ကိုရပ်ပို့သွားပြီเนาะအဲကြောင့်တစ်ခါတည်းစင်ကာပူတို့မှာတိတ်ပေါ်တွေကအဲ့လိုခုန်ချတယ်ဆိုတာမျိုးပေါ့เนาะတကယ်တကယ်စိတ်ပြတ်ဖို့ကောက်ပါเนาะအဲသူများနိုင်ငံမှာအဲ့လိုလောက်တဲ့လူတွေကဘာသာစကားလဲနည်းနည်းကျွမ်းကျင်အောင်လူတွေပြเนาะဘာသာစကားလဲကျွမ်းကျင်ကြည်ပြောတတ်ရင်တော့ပို့ပြီးတော့အဆင်ပြေတယ်ဘာသာစကားမလဲမဝင်အဲ့လိုဖြစ်တဲ့အရှင်မျိုးမှာလဲအဲ့လိုခံရတတ်တဲ့အနေထားမျိုးတွေတော့ရှိတယ်ဆိုတော့သူများနိုင်ငံသွားမယ်ဆိုရင် ဘာသာစကားတခုကိုရတတ်ပညာတခုအဲ့ဒါနှစ်ခုလောက်တော့အနည်းဆုံးကျွမ်းကျင်ကျင်ကြီးပါသွားရင်တော့အာနည်းနည်းတက်တာလေဗျာနော်ဘာသာစကားလည်းမကျွမ်းကျင်ဘူးအလောကိန်ကလည်းဘာလို့လုံးရမှန်းမသိဆိုရင်တော့ပို့ပြီးတော့အဲ့လိုအနှိမ်ခံရတာမျိုးနဲ့အကျုံရတတ်ပါတယ်နော်